Hello everyone, welcome back to my YouTube channel. So today we are going to learn a new speaking pattern. Let's go. Wouldn't be a good idea to plus forward. So wouldn't be low wouldn't be a good idea. A good idea. Wouldn't be a good idea. ကောင်းတဲ့အကြံတစ်ခုလုံးမထင်ဘူးလား။ to ဆိုတာကရမ်းပြီးတော့မှ forward. to ရင်းတော့မှထဲတဲ့ဥစ္စာ အကြံဉာဏ်ကကောင်းတဲ့ idea တခုလို့မထင်ဘူးလားမေးစကလုံးနဲ့မေးမယ်ဆိုလို့ရှိရင်မေးလို့ရပါတယ် wouldn't be a good idea to invite our friends around to invite our friends invite ဆိုတာကဖိတ်ခေါ်ရဲ our friends around ငါတို့ရဲ့တကယ်ချင်းတွေကိုဖိတ်ခေါ်လိုက်တာက be a good idea ကောင်းတဲ့အကြံတခုလို့မထင်ဘူးလား wouldn't be a good idea to hold the meeting earlier to hold the meeting earlier host ဆိုတာက ကင်နဲ့ကျင်းပတယ်လို့လည်းအတိတ်ပဲရတယ်နော်ဒီနေရာမှာ to hold the meeting earlier earlier ဆိုတော့ကဆော်ဆော်ပို့ပြီးတော့ဆော်ဆော်ပို့ဆော်စွာပေါ့နော် meeting ဆော်ဆော်စလိုက်တာကကောင်းတဲ့အကြံဉာဏ်တစ်ခုလုံးမထင်ဘူးလား wouldn't be a good idea to change our furniture furniture ဆိုတော့ကတွေကိုပြောတာ change our furniture pre-vogue တွေကို change ဆိုတာကလဲတာကိုပြောတာနော်လဲလဲလဲတာအပြောင်းလဲတာပေါ့ ပြပေါ်ကတွေကိုပြောင်းလဲလိုက်တာက wouldn't be a good idea အကောင်းတဲ့အကြံဉာဏ်တစ်ခုလို့မထင်ဘူး wouldn't be a good idea to postpone the meeting postpone ဆိုတာကရွှေ့ဆိုင်းလိုက်တာကိုပြောတာပေါ့နော် wouldn't be a good idea to postpone the meeting meeting တွေ့ဆုံပွဲကိုရွှေ့ဆိုင်းလိုက်တာကအကောင်းတဲ့အကြံဉာဏ်တစ်ခုလို့မထင်ဘူးလား wouldn't be a good idea to go by train to go by train go ဆိုတာကသွားတယ် by train train ရထားနဲ့သွားတာက ကောင်းတဲ့ idea တခုလို့မထင်ဘူး wouldn't be a good idea to get on with our neighbors get on with ဆိုတာကအဲဆက်ဆံရေးကောင်းကောင်းမွန်မွန်ပေါ့နော် neighbors neighbors ဆိုတာကအင်းနာချင်းတွေကိုပြောတာအင်းနာချင်းတွေနဲ့ဆက်ဆံရေးကောင်းကောင်းမွန်မွန်ရှိတာကကောင်းတဲ့ idea တခုလို့မထင်ဘူးလား wouldn't be a good idea to start all over again all over ဆိုတာကအစနေအဆုံးပြန်စတော့ပြောတာ again ဆိုတာကနောက်ခါထပ်ပြီးတော့ wouldn't be a good idea to start all over again စာနေပြောပြန်စတာကောင်းတဲ့ idea တခုလို့မထင်ဘူးလား wouldn't be a good idea to stay in one bedroom one bedroom ဆိုတာကအခန်းကြီးကြီးတစ်ခုထဲမှာပဲနေတူတူစုနေတာကောင်းတဲ့ idea တခုလို့မထင်ဘူးလား wouldn't be a good idea to go to ngapli instead instant ဆိုတာက အဲဒီလိုလုပ်မဲ့အစားပေါ့နော်ဒီလိုလုပ်မဲ့အစားဒီလိုလုပ်တာကကောင်းတဲ့အိုင်ဒီယာတစ်ခုလို့မသိဘူးလားဒီနေရာမှာက to go to နဲ့ ngapli ဆိုတော့မကောကတခုခုပထမအဝါရန်ကုန်သွားမယ်လို့စဉ်းစားထားတာဖြစ်မယ်ပေါ့နော်ဒီချိန်မှာ ngapli ကိုသွားတာကကောင်းတဲ့အိုင်ဒီယာတစ်ခုလို့မသိဘူးလားဒီလိုပြောတာပေါ့နော်ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာတွေ့ကြပါမယ်ဆက်ကြိုင်း